။ AR တိုင်းအတွင်းစစ်ကောင်စီကအာဓမ္မဖမ်းဆီးထားတဲ့လူငယ်တွေကိုအနောက်တောင်တိုင်းစစ်ဌာနချုပ်မှာထားရှိပြီးတနပ်ပတ်စဉ်၁၇ရက်ဖြစ်မလ၁၄ရက်နေ့ကစတင်ဆေလုခဲ့တယ်လို့သိရပါဗျ။စစ်တင်တန်းသူဆေလုခံရသူတွေကပြီးခဲ့တဲ့ဖေဖော်ဝါရီလက AR တိုင်းအတွင်းရှိရက်ွက်နဲ့ကြေးရွာတွေမှာစစ်ကောင်စီတပ်နဲ့အုပ်ချုပ်ရေးမှူးတွေကညာဘက်မှာဝင်ရောက်ဖမ်းဆီးခဲ့တဲ့သူတွေဖြစ်ပါတယ်။ညာဘက်ကြီးစရင်ပါတယ်ဆိုပြီးခေါ်သွားတာသူ့မှာအသေးရောဂါရှိတယ်ဆိုတာတောင်စစ်စစ်ပြီးပြန်လုပေးမယ်ပြောတယ်။ ခုတော့ပြန်မလာတဲ့အပြင်တင်းတန်းသွားရတော့မယ်အကြောင်းကြားတာတယ်လို့ပသိမ်မြို့နယ်မှာစစ်မှုထမ်းရန်စုတောင်းချင်းခံရသူရဲ့ဗီဇာစုဝင်တဦးကအေရဝီတန်းကိုပြောပါတယ်အဆိုပါစစ်တနတ်တရန်စစ်လုခံရသူနေအားကျော်ကိုအနောက်တောင်တိုင်းစစ်ဌာနရုပ်ကြီးအာဇာခမ်းမမှာအေရဝီတန်းဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနဲ့တိုင်းမူဘုံမှုချုပ်စိုးချော်တတ်တို့လာရောက်တွေ့ဆုံခဲ့တယ်လို့စစ်ကောင်စီရဲ့ဝါဒပြမီဒီယာတွေကတင်ပြထုတ်ပြန်ပါတယ်ခုကတင်းတန်းကတလားလောက်ပဲပေးတော့တယ် ရှေ့တန်းမှာစစ်သားအင်အားတွေတအားလုံးနေပြီလေလို့စစ်ကောင်စီနဲ့နှိစက်သူတအူးကဆိုပါတယ်။ ARD တိုင်းမှာတိတုစစ်မှုတန်းအပတ်စဉ်30ကိုဖေဖော်ဝါရီ12ရက်နေ့မှာစတင်တင်နှံပေးနေတာဖြစ်ပြီးတင်နှံကာလတလားမပြည့်ခင်မှာပဲယခုအပတ်စဉ်17ကိုစတင်ဖို့စီစဉ်နေတာဖြစ်တယ်လို့သိရပါတယ်။ ARD တိုင်းမှာပြည်သူစစ်မှုတန်းတင်နှံစဉ်တသားစစ်အများစုကဗီဇာစုနဲ့ဆက်သွယ်ခွင့်မရတဲ့အပြင်ရှေ့တန်းစစ်မြေပြင်သို့အတင်းအကျပ်ပို့ဆောင်ခံရတာကြောင့် တိုက်ပွဲအတွင်းသေဆုံးသူနဲ့ပျောက်ဆုံးသူများပြားလျက်ရှိနေပြီးတပ်များမှနေစဉ်ထွက်ပြေးမှုတွေရှိနေတယ်လို့သိရပါတယ်